မြန်မာနိုင်ငံထဲကိုနောက်ထပ်ငလင်းထပ်တိုက်ဖို့တည်ကြနေပြီ။လွန်ခဲ့တဲ့6လလောက်ကရတိကျဆိုရင်မလ28ရက်အဲ့ဒီအချိန်မှာလှုပ်ခဲ့တဲ့ပြင်းအား9.8ရှိငလင်ကိုအားလုံးပဲသတိရလိမ့်မယ်ထင်ပါတယ်။သူကမြန်မာနိုင်ငံအလဲပိုင်းကိုတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့စကိုင်းနဲ့မန္တလေးကပြည်သူတွေဆိုရင်တော်တော်လေးဒုက္ခရောက်ခဲ့တဲ့အထိပါပဲ အခုတခါမှာတော့မက်စလာ28ရက်နေ့ကနေစပြီးအောက်တိုဘာလ15ရက်နေ့အထိစူးစီးထားတဲ့အချက်လက်တွေအရရောနောက်ထပ်နောက်ဆက်တွဲငလင်ခမန်းချက်တွေနဲ့အတူတမိုင်းဆိုင်ရာအချက်လက်တွေဒေတာတွင်သုံးသက်ချက်တွေအကုန်စုပေါင်းမိတဲ့အခါမှာတော့အလွန်အရေးကြီးတဲ့နောက်ဆက်တွဲငလင် ဖြစ်နိုင်ခြေကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒါကိုပြောလိုက်လို့ပြည်သူတွေရဲ့စိုးရိမ်ပူပန်မှုတွေဆက်ပြီးတိုးမြင့်လာမှသိပေမဲ့ငလင်သုံးသက်သူတွေရဲ့ရှာဖွေတွေ့ရှိမှုတွေကြောင့်အရှိကိုအရှိတိုင်းတင်ဆက်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ အခုပြောမယ်သုံးသက်ချက်တွေကဘယ်နည်းဘယ်ချင်းဘယ်လိုလုပ်မယ်ဆိုတာကိုတော့အတိအကျမပြောနိုင်သေးပေမယ့်ဘယ်နေရာမှာလုံနိုင်ချေရှိလဲဆိုတာကိုတော့ပြောပြနိုင်ပါတယ်ပြည်သူတွေအနေနဲ့ကြိုတင်ပြင်ဆင်ထားဖို့လေဒီနေရာကနေမိတာရက်ခံကြပါတယ်လူများသိတဲ့အတိုင်းပဲငလင်အကြီးစားအမြဲလှုပ်တိုင်းတစ်ခါတည်းနဲ့စက်သိမ့်မသွားပါဘူးပထမတစ်ခါခွနင်းသသမခွနင်းရှိတဲ့ငလင်ကြီးကမြန်မာနိုင်ငံအလဲပိုင်းအချို့ဒေသတွေကိုပြင်းပြင်းထန်ထန်ရိုက်ခတ်ခဲ့ပြီးတော့အဲ့လိုကြီးမားတဲ့စွမ်းရင်ဟာလုံးဝမပြီးဆုံးခဲ့ပါဘူး သူကဖီအားအနေနဲ့တိုးဝဲပြီးမလောက်ခတ်သေးရတဲ့နေရာတွေစီပြန်နံကတခြားပြည့်ရီစီမှာခဏတာနားခိုနေုံမှာလွန်ခဲ့တဲ့9လကနေစူဆောင်းရရှိမိခဲ့တဲ့သတင်းဆက်လက်တွေအရအောက်ပါနိုင်ငံတွေက အနေရအရှိဆုံးလို့သတ်မှတ်ထားပါဗျ။အနေရဆုံးတင်မြို့တွေထဲမှာအမြင့်ဆုံးဖြစ်တဲ့စကိုင်းတိုင်းဒေသကြီးစကိုင်းရဲ့ပြည့်ပြည့်တောင်ပိုင်းပဲခူးနဲ့ရန်ကုန်အပအဝင်မြဝကျွန်းမအရှိပိုင်းတို့ပါဝင်နေပြန်ပါတယ်။ဒီဒေသတွေက အနေရအရှိဆုံးနေရာတွေဖြစ်ပြီးတော့အသေးစိတ်ကိုအောက်မှာရှင်းပြထားပါဗျ။ ။သိပ္ပံနေကြတွေးခေါ်ရရင်ပဲခူးဟာ1930ခုနှစ်မှာ M9.5 ငလင်နောက်နေ့65နှစ်အကြာမှာငလင်ထပ်မလုပ်တော့တာကြောင့်ဖီးအားတွေဟာစုပြုံနေပြီးအလွန်အမင်းအန္တရာယ်များနေပါတယ်။ပထမငလင်တစ်ခါပြီးငလင်ရဲ့ဖီးအားတွေဟာဖြူးမြို့မှာရပ်တန့်နေခဲ့တယ်ဆိုတာပြည်သူတွေကိုအသိပေးပြီးသားပါ။အခုတော့ဖီးအားတွေကတဖြည်းဖြည်းများလာပြီးအောင်ကြရုံးမဲ့အစီအစဉ်မှာရှိနေတယ်လို့ခံမှန်းရရှိမိခဲ့ပါတယ်။ လက်တလုံးမှာထက်ရရှိထားတဲ့သတင်းတွေအရဆိုရင်လေပဲခူးမြောက်ပိုင်းတောင်ကူးစွာကြောက်တကပဲနယ်ကုန်းဒေသတွေမှာ M3.0 M4.0 ပြည့်အားရှိတဲ့မကြာခဏမတိမတာလှုပ်ခတ်နေတာသိရပါတယ်။ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲအခြေအတိအကျကိုမသိရသေးပါဘူး။ခမန်းချေပြင်းအားကတော့အရင်တခါ9.8ကနေယခု9.9အထိပြင်းနိုင်ခြေရှိတယ်ဆိုတာသိရပါတယ်။အဓိကအနေနဲ့အများဆုံးမြို့တွေကတော့ပဲခူးဖျားကြီးညောင်လေးပင်ဒိုက်ဦး ဝေါ်တနက်ပင်ခရမ်းတုံးကရန်ကုန်မြို့ကဒကုံတောင်ဥက္ကလာတင်ငန်းချုံတို့ပါဝင်နေပါတယ်။